ါမဲဥပေးရမပေးပဲကောင်းကောင်းကြီးထွားခွင့်ပေးပါလို့ရော်နယ်ဒိုတိုက်တွန်းဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရယ်ပေါ်တူဂီဘောလုံးကျောင်းဝင်စူပါစတားကြီးခရစ်စတီယာနိုရော်နယ်ဒိုကအင်တာဗျူးတစ်ခုမှာစပိန်ဆဲကျော်သက်ကျောင်းဝင်ကစားသမားလေးလာမဲရမဲအကြောင်းကိုပြောဆိုခဲ့ပြီးဒီလူငယ်ကျောင်းဝင်လေးရဲ့ဘောလုံးပါရမီကိုလည်းခြေကျူခဲ့ပါရယ်ရော်နယ်ဒိုက ာမင်းရမယ်တော်တော်လေးကိုကောင်းကောင်းလုပ်နေပါတယ်။သူ့ရဲ့ပါရမီကိုအကျိုးရှိအောင်အသုံးချနေတယ်။ခလေးကိုကြီးထောက်ခွင့်ပေးချာမှာသူ့အဖေအားရင်အများကြီးမပေးကြပါနဲ့။သူ့ကိုသူ့ဘာသာနေခွင့်ပြုပြီးတော့ကောင်းကောင်းကြီးထောက်ခွင့်ပေးပါ။ဖီးအားတွေကိုလျှော့ချပေးပါ။ သူမှာပါရမီအားအနည်းတာမရှိဘူးလို့ပြောကြားခဲ့ပါတယ်။ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းနဲ့ရာမဲရဲ့စပိန်အသင်းတို့က UEFA Nation League ပြိုင်ပွဲရဲ့ပိုးလူပွဲမှာထိတ်တိုက်တွေ့ဆုံကြရမှာဖြစ်ပြီးနှစ်သင်းလုံးကလည်း Nation League ဗလားကိုတချိန်ချင်းစကူးထားနိုင်ကြတာဖြစ်လို့ဒီပွဲမှာအနိုင်ရမဲ့အသင်းကဒီပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းနဲ့ဖြစ်လာနိုင်ပါတယ်။ဒါအပြင်ဒီ final ပွဲမှာစပိန်အသင်းကအနိုင်ရပိုးဆွဲခဲ့မယ်ဆိုရင်လည်းစပိန်တောင်ပံကစားသမားလေးရာမဲက2025ဘောလုံးတော်ဆုအတွက်အခြေအနေကောင်းတစ်ရပ်ကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အခုကဘောလုံးတော်စုအတွက်ရာမဲနဲ့ပြင်သစ်တောင်ပံကစားသမားဒမီနီရိုကအကျိတ်နဲ့ဖြစ်နေကြပါတယ်။ရာမဲကြောင့်ဖွင့်ဟလာတဲ့ရိုနယ်ဒိုကနောက်တစ်ချိန်မှာအနားယူမယ့်ကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့အတွေးမြင်တွေကိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ကျွန်တော်စိတ်ဓာတ်ကနေ့စဉ်နဲ့အမျှနေထိုင်သွားဖို့ပါပဲ။ကစားဖို့အတွက်အနှစ်တည်းအများကြီးမကျန်တော့ပါဘူး။ဒါပေမဲ့ကျွန်တော်လက်ရှိအချိန်ကိုပျော်ရွှင်စွာနဲ့ဖြတ်သန်နေပါရယ်။ကျွန်တော်အနားယူမယ်နေ့ကိုသတ်မှတ်ထားတာမရှိပါဘူး။ကျွန်တော်ပျော်ရွှင်နေသလိုဒီနေရာမှာပျော်ရွှင်မှု ပြီးတော့ကျွန်တော်နှစ်သက်တဲ့နေ့ထိဆက်ကစားသွားဖို့ရှိပါတယ်။ကလကမဖလားမှာပါဝင်မှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားသလောက်ပါပဲ။ဖိတ်ခေါ်မှုတွေနဲ့ကမ်းလှမ်းမှုတွေအများကြီးရရှိခဲ့ပေမဲ့ပေါ့။စကားပြောဆိုမှုတွေဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ရေတူရေရှည်ဆိုရင်တော့ရေရှည်အမြင်တွေကိုထည့်သွင်းပြီးတော့စဉ်းစားပါမယ်လို့ရော်နယ်ဒိုကပြောကြားခဲ့ပါတယ်။